သတင်းတပုတ်ပြောစရာရှိရယ်နော်။ဗာလဲဆိုတော့အခုမြန်မာနိုင်ငံမှာရန်ကုန်မြို့ရဲ့ FMI CTJ ကိုအလုတ်ခွဲမသွားကြပါနဲ့လို့ကျွန်မကဒါအကြံပြုသတင်းပေးတယ်နော်။သတင်းပေးရယ်ဆိုတော့တကယ်အမှန်တကယ်ဖြစ်နေတာအဲ့ဒီထဲမှာကြားဖြန့်ရှိတယ်။အခု live မှာခဏခဏတက်လာတာတွေ့လား။ဆောင်းမားတွေဖက်ကြီးတက်လာတဲ့စားရှိကြီးတွေအမှရေးထားတာတကယ်ရှိတာနော်။ SMI City ကနေအလုတ်ခေါ်စားရရမြန်ကူကြီးအလုတ်ကင်ရှာဖွေးဂရုထဲမှာတက်တက်လာလိုက်မယ် FMI City ဘာညာဆိုတက်လာလိုက်မယ်အဲ့ FMI City ထဲမှာကြာဖြန်အဲကြာဖြန်လုပ်နေတဲ့အိမ်တို့မဟုတ်အဆောက်အဦတို့မဟုတ်ဒီလိုမျိုးကိုတောင်တို့မဟုတ်ရှိလိမ့်မယ်အဲ့တဲကိုရောက်သွားပြန်ထွက်လို့မရတော့ဘူးတဲ့အလားစာ၈သိန်း၁၀သိန်းပြစ်ပေးပြီးတော့ခေါ်တာ အဲ့ထဲမှာအစာဖြန်ကုမ္ပဏီကဘယ်လိုပုံစံမျိုးတွေရှိလဲဆိုတော့ကျွန်တော်တို့ကြားတာเนาะတကယ်ကြားတဲ့ကြားတဲ့ဟာတွေရင်းနေတော့မကောင်းအဲ့တော့ဘယ်လိုကြားရလဲဆိုတော့ကလီဇာထုတ်ရောင်းတဲ့ကုမ္ပဏီကတစ်ဖွဲ့ရှိတယ်စိုးစောကတော့ကလီဇာထုတ်ရောင်းတဲ့ကုမ္ပဏီကတော့ဒါအစိုးဆုံးအနေနဲ့သူတို့ဒါ black 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 ပေါ့เนาะ black ကုမ္ပဏီပုံစံမျိုးနဲ့သူတို့လုပ်နေတာဖြစ်မယ်အဲ့ဟိုဒီ slot guy နဲ့အဖွဲ့ကတစ်ဖွဲ့ ပြီးလို့ချင်းမြမအချင်းချင်းကိုချိန်ချောက်ပြီးတော့ငွေလိန်ခိုင်းတဲ့အဖွဲတဖွဲအဲ့ဒါဘယ်နေရာမှာလုပ်နေလဲဆိုတော့ FMI City ရဲ့မှာရှိတယ်အဲ့ FMI City ရဲ့မှာရှိတယ် FMI City ဆိုပြီးအလုပ်ခေါ်ရင်လည်းမတော်နဲ့ဥမာဒီမြန်မာနိုင်ငံထဲမှာကွာဂိမ်းတွေခိုင်းရမယ် slot ဂိမ်းလေးတွေနေလို့ခိုင်းနေရမယ်ဘာဖြစ်ညာဖြစ်တယ်လားစားတွေပြပြပေးတယ်အဲဘလုံးမလက်အောင်ပေးလိုက်မယ် တရားဝင်လားမဝင်လားဆိုစစကြည့်တရားဝင်ကုမ္ပဏီနာမည်ဘာလဲဆိုတော့သေချာမေးသေချာတရားဝင်နေရာမှာတရားဝင် လုပ်နေရလားသေချာမေးနော်တရားမဝင်ဘဲနဲ့ခုနလိုမျိုးပေါ့နော်အဲ့ဒီဟိုမြန်မာပလာဇာတို့ဘာလို့မလဲအထက်မြင့်နေပါလဲတစ်ထပ်လောက်သူတို့တွေငားကြားကြားမိရေနော် အဲ့လိုနေရာမျိုးတွေမှာအဲ့လိုအလုတ်ခေါ်ပြီဆိုလုံးဝသွားမလောက်ကြတဲ့နော်လူငယ်တွေတတိပေးတယ်နော်မြမပြည်တွင်းမှာကိုကကွာဟိုမှာချေးငွေတွေအွန်လိုင်းကနေဘလောက်ချီဘလောက်ချီဘဝကိုစားတော့ကိန်းကနန်းများရုပ်ရှင်ကဟိုနေရာမှာကျမကြည့်လိုက်တယ်တပုံစံနဲ့နော်အဲ့ကြားဖြတ်နေတဲ့ပုံစံနဲ့တပုံစံနဲ့အခုကျမသတင်းကြားထားတဲ့ပုံစံနဲ့တပုံစံနဲ့ပြင်တယ်ဘဝကိုစားတော့ကိန်းကနန်းများဆိုတဲ့ရုပ်ရှင်ကကိုသွားကြည့်အဲ့မှာခင်လိုင်းတို့ရိုက်ထားတာသွားကြည့်အစုံမဲ့ တကက်ခေါင်းကြီးပိုင်းတွေကိုမှလိန်တာเนาะမြန်မာနိုင်ငံမှာအခုအလိန်ခံပြီဆိုလို့ချင်းကျမနဲ့အဲစုံနဲ့အဲကောင်လေးတွေကပြောတယ်အမကြီးတက်လိန်ပြီဆိုလို့ချင်းရတဲ့တကက်ပတ်စံရှိတဲ့တကက် grade တွေကိုလိန်တာပတ်စံသိန်းကိုတောင်းကနန်းဒေါ်လာတောင်းကနန်းကိုပေးထိုင်တဲ့ grade တွေကိုလိန်တာဘယ်လိုလိုမျိုးလဲသိလား မြန်မာနိုင်ငံတကယ်ဥဒေစာလက်ထောက်ကအောက်ကလူမျိုးတွေအဲ့လိုပုံစံမျိုးတွေကွာဒေါ်လာတောင်းနဲ့ချီပြီးတော့တနင်္လာနေ့တွေသွားလာနေလူမြန်မာနိုင်ငံတကယ်တထေးတွေဂရိတ်တွေပေါ့နော်အဲ့လိုမျိုးမျိုးတွေလိန်ခလိုက်ကြတာဟိုတလောကရှိတယ်နော်ဒါပေမဲ့အဲ့လိုတထေးတွေကလည်းလေအလိန်ခလိုက်ကြတယ်ဆိုတော့လေသူတို့ကဘယ်လိုလိန်ခရတယ်တိလားချစ်သူလိုသမီးစားလိုအရင်ဆုံးနှစ်ရှည်လာများအဲ့ကောင်မားတွေကောင်တွေကနိုင်ငံခြားကနေတွဲတာလိုင်းမောင်းကနေတွဲတွဲပြီးတော့ anniversary date တွေဆိုလို့ချင်းနဲ့တကယ်အစ်စ်မပန်းစည်းကိုပို့ပေးတာနော်ပို့ပေးပြီးတော့အဲ့လိုတစ်နှစ်နှစ်မွေးထားတာမွေးထားပြီးတော့နှစ်ကြာလာပြီဆိုတော့မှသိန်းကိုတစ်ပေါင်းလာဒေါ်လာ တောင်းလာတော့တိန်လာကောက်နေပါလေအဲ့လိုလူမျိုးတွေမှလည်းပေးစရာပတ်စံလည်းရှိတယ်လေကျမတို့လူမယူမျိုးတွေလာလဲတော့တပြားမှမရှိဘူးအဲ့တော့တောင်းချီပြီးတော့ပေးနိုင်တဲ့လူမျိုးတွေကိုသူတို့ကတစ်နှစ်လောက်ကိုချစ်သူကြီးစားလို့မွေးထားပြီးတော့မှပြီးတော့ပတ်စံနေပစ်ထည့်ခိုင်းတာเนาะ